မင်္ဂလာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကနေကြိုဆိုပါရစေဒီကနေ့မြန်မာတက္ကသိုလ်1388ခုနှစ်ဒေါ်သလင်းလာဇန်6ရက်ခရစ်နှစ်2016ခုနှစ်စက်တင်ဘာလ9ရက်ဗုဒ္ဓဟူးနေ့ညနေ6နာရီတိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှရှုသားကြရမယ့်သတင်းတွေမှာဆိုရင်တော့လာအိုနိုင်ငံဗီယန်ကျင်းမြို့မှာအာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ဆက်ဆက်ထိပ်သီးအစည်းအဝေးတွေကိုဒီကနေ့ဆက်လက်ကျင်းပနေတဲ့သတင်း စက်တင်ဘာလ14ရက်နေ့မှာစတင်မဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ American ခီးစဉ်ကြောင်း American ပြည်အောင်စု Los Angeles မြို့မှာ ခီးသက်တင်ရထားတဲ့စင်းမတော်တဆဖြစ်ခဲ့ပြီးလူ၂၀ကျော်တရားရခဲ့တဲ့တဲ့တွင်စားတဲ့သတင်းတွေနဲ့ဒုတိယထူးခြားတဲ့သတင်းတွေကိုလည်းစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခုပထမအဆုံးအနေနဲ့ လာအိုနိုင်ငံဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ဆက်ဆက်ထိပ်သီးအစည်းအဝေးတွေကိုဒီကနေ့ဆက်လက်ကျင်းပနေရဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာ29ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတည်တံ19ချိန်မြောက်အာဆီယံတရုတ်ထိပ်သီးအစည်းအဝေး25နှစ်မြောက်အာဆီယံတရုတ်ဆွေးနွေးဆက်ဆံရေးအထိမ်းအမှတ်ထိပ်သီးအစည်းအဝေး19ချိန်မြောက်အာဆီယံဂျပန်ထိပ်သီးအစည်းအဝေးတွေကိုလည်းဒီကနေ့ကျင်းပနေတာပါ။အဲ့ဒီအစည်းအဝေးတွေကိုနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်လည်းတက်ရောက်နေပါတယ်။နိုင်ငံတော်၏တိုင်ပင်ခံအနေနဲ့ဒေသစံတော်ချိန်10နိုင်မှာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ်နေ့လယ်၁7:55မိနစ်မှာဂျပန်ဝန်ကြီးချုပ်တို့နဲ့နှစ်နိုင်ငံတွဲဆောင်ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါတယ်ရှင်။နာဂါကိုတိဆောက်ဖို့အတိုင်းဝိုင်းတစ်ခုကြားယုံကြည်မှုကင်းမဲ့ခဲ့တဲ့ဆယ်စုနှစ်တွေကိုချားခဲ့ပြီးတရားမျှတမှုတာရုံညီမျှမှုတွေကိုမျှဝေနိုင်မဲ့နည်းလမ်းတွေကိုရှာဖွေရမယ်လို့စခိုင်းပြည်နယ်အရေးအကြံပေးကော်မရှင်ဥက္ကဋ္ဌကိုဖီအာနန်ကပြောဆိုလိုက်ပါတယ်။ဒီသတင်းကို MCN သတင်းတော့ဖြူလာဦးကသတင်းပေးပို့ထားပါရဲ့ရှင်။ ရခိုင်ပြည်နယ်ကပဋိပက္ခတွေကိုဖြည့်ရှင်းနိုင်ဖို့ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရတဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ဖွဲ့ဟောင်းစတေမလာ6ရက်နေ့ကရခိုင်ပြည်နယ်ကိုရောက်ရှိစင်မှာအဲ့ဒီလိုပြောကြားလိုက်တာပါ။ To build the future. အနာဂတ်ကိုတည်ဆောက်ဖို့အဓိကအတိုင်းဝိုင်းနှစ်ခုကြာဆယ်စုနှစ်များစွာကြာခဲ့တဲ့မြေုံကြီးမှုတွေကိုထားခဲ့ပြီးတရားမျှတမှုတာတူညီမျှမှုတွေကိုမျှဝေပွေဖက်နိုင်ဖို့နီလန်းတွေကိုရှာဖွေရမှာပါနောက်ဆုံးရခိုင်ပြည်နယ်ကပြည်သူတွေအနေနဲ့ရှေ့ကိုဆက်သွားနိုင်ဖို့ကိုပိုင်နီလန်းတွေရေးဆွဲရပါမယ်ကျွန်တော်တို့ဒီကိုစိတ်ကူးအကြံဉာဏ်တွေပေးဖို့ရောက်ရှိလာတာပါကူညီဖို့ရောက်ရှိလာတာပါ We are here to help provide ideas and advice ဖီယာနဲ့ဦးဆောင်တဲ့ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်ရခိုင်ပြည်နယ်ကိုလာရောက်ဆင်မောင်းတန်ခါတော်တို့အပါအဝင်ဒေသခံထောင်ကျော်ဆန္ဒပြခဲ့ကြပါတယ်ရခိုင်ပြည်မှာရခိုင်ကအကံပေးရခိုင်ပြည်နယ်မှာရခိုင်လူမျိုးအကြံပေးပုံပုံကိုပဲအလိုရှိပါတယ်နိုင်ငံသားတွေကိုလုံးဝအလိုမရှိဘူးလူမျိုးကိုလုံးဝအလိုမရှိပါဘူးအဲ့ဒီဆန္ဒပြပွဲမှာရခိုင်မျိုးသားပါတီ ANP ကခေါင်းဆောင်တချို့လည်းပါဝင်ပြီးတော့ ။နိုင်ငံခြားသားတွေဟာအဲ့ဒီဒေတာက ဖြစ်ပျက်ခဲ့တဲ့သမိုင်းကိုနားလည်မှာမဟုတ်ဘူးလို့ပြောပါရယ်။ဦးလိုလိုကအရှုံးရှာအာနာပိုက်တဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ရဲ့အင်ဂျင်ရေးကိုဗင်နိုင်ငံရှာဖွေးစီဗင်နိုင်ငံကမှဝန်ရောက်ဆက်ဖက်တာဦးလိုလိုလက်ခံနိုင်မှာမဟုတ်ဘူး။ဦးပြာနဲ့ဦးစောသောလက်ရှိနိုင်ငံရေးမှာထိလွယ်ရှလွယ်တဲ့ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရတင်အတွက်စိန်ခေါ်မှုတွေဖြစ်လာခဲ့တဲ့တော့လူခွင့်ရင်နဲ့ပတ်သက်လို့နိုင်ငံတကာကမေးခွန်းထုတ်မှုတွေလည်းရှိလာခဲ့တာပါ။ 2012ခုနှစ်ကဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်အရေးခင်းကြောင့်လူပေါင်း100ကျော်သေဆုံးခဲ့ရပြီးတော့သူတို့ကိုသူတို့ရိုဟင်ဂျာလို့ခေါ်ဆိုနေကြတဲ့ဘင်္ဂလားဒေ့ရှ်ကတရားမဝင်ရွှေ့ပြောင်းဒုက္ခတဲ့တိုင်းကျော်အုံမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်တိုင်မွေနဲ့နေတဲ့ရခိုင်ပြည်နယ်အတွင်းကကာလရှည်ကြအရေးကိစ္စတွေကိုဖြေရှင်းနိုင်ဖို့အတွက်အောက်တိုဘာလကရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်အဖွဲ့ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရှင်။ င်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ဟာအမေရိကန်သမ္မတအိုဘားမားရဲ့ဖိတ်ကြားချက်အရနှစ်နိုင်ငံချစ်ကြည်ခီးစဉ်ကိုလာမယ့်စက်တင်ဘာလ14ရက်နေ့မှာစတင်တော့မှာဖြစ်ပါတယ်။အဲဒီခီးစဉ်အတွင်းမှာအမေရိကန်နေတဲ့မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့တံခတ်တာတွေကိုဖြေလျှော့ပေးမှာဖြစ်ပါတယ်။ဒါအပြင်နှစ်နိုင်ငံကုံသွယ်စီးပွားတိုးတက်ရေးဒီမိုကရေစီအသွင်ကူးပြောင်းရေးလူ့ခွင့်ရေးစတဲ့အကြောင်းအရာတွေကိုနှစ်နိုင်ငံခေါင်းဆောင်တွေကဆွေးနွေးကြမှာပါ။နိုင်ငံတော်တာမင်ကပုတ်ကိုဒေါအောင်ဆန်းစုကြည်ခီးစဉ်နဲ့ပတ်သက်ပြီးမနေ့ကလာအိုနိုင်ငံ VN ကျင်းမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ အင်ဖီရိုမျိုးသားလုံခြုံရေးလက်ထောက်အကြံပေးအရာရှိကပြောကြားလိုက်တာဖြစ်ပါရဲ့ရှင်။စင်ဝနိုင်ငံမှာလာမစီဝဲမွေးဖွားခဲ့တဲ့အမွာကလေးငယ်နှစ်ဦးအတွက်ရန်ပုံငွေဖြင့်ဓပုံရိုက်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကို MCN စင်ဝသတင်းတော့ကိုချင်းကရိုက်ကူးပေးထားပြီးတော့အောင်ကျော်မှုကတင်ဆက်ပေးထားပါရဲ့ရှင်။ စင်ကာပူနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံကတူနာပြုတ်မျိုးသမီးတူဟာလာမစေဘဲအမှောင်ကလေးနှူးမွေးဖွားခဲ့ပြီးအဲ့ဒီကလေးငယ်တွေဟာအထူးကျမတ်ဆောင် ICU အခန်းထဲမှာ၃လလောက်ထားရှိရမှာဖြစ်တာကြောင့်ရန်မုံငွေရှာတဲ့အနေနဲ့အခုလို Hell 1 Save 2လို့အမည်ပေးထားတဲ့စူပေါင်းဓာတ်ပုံရပွဲကိုပြုလုပ်ခဲ့တာပါစတေမာလာ၄ရက်နေ့ကစင်ကာပူမြို့လယ်မှာရှိတဲ့ Found Selling Pack ဖမ်းညံမှာအဲ့ဒီဓာတ်ပုံရပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကလေးလေးနှစ်ယောက်ကဒီအမေကစင်ကာပူနိုင်ငံမှာ NAS အလုပ်လုပ်တဲ့ အာကိုဝင်ရှိနေစဉ်အတွင်းမှာပေါ့နော်ခုနှစ်လနဲ့လမစိပဲနဲ့မွေးခဲ့တဲ့အတွက်သူတို့နှစ်ယောက်ကကလေးလေးနှစ်ယောက်ကိုဒီစင်ကာပူဆေးရုံမှာအထူးကုသဆောင်ထဲမှာပေါ့နော် ITU ထဲမှာနှစ်ရင်းထားရတယ်ထားရတဲ့အတွက်ကုန်ကြစည်ကအာခံမှန်းကြီး3လထားရမယ်လို့တတ်မှတ်ထားရတယ်တွတ်ထားရတယ်အဲ3လအတွက်ကုန်ကြစည်စုစုပေါင်းဒေါ်လာ9သိန်းလောက်ကုန်ကြမယ်ပေါ့နော်မိဘဖြစ်သူတွေကလည်းမတက်နိုင်တဲ့အတွက်ဒီသူတို့ကျွန်တော်တို့ တန်တန်တဲ့စင်ကာပူလူမှုရေးအဖွဲ့တွေကလည်းအကုန်လုံးကူညီပေးတယ်ကျွန်တော်တို့တပုတ်ဆရာတွေကတစ်ဖက်တစ်လမ်းကူညီရဲ့အနေနဲ့သူ့အတွက်ရံငွေရှာပေးတယ်ပေါ့နော် Hello one save 2လို့အမည်ပေးထားတယ်ဓာတ်ပုံရိုက်ပွဲကိုမြန်မာနိုင်ငံကဓာတ်ပုံဝါသနာရှင်တွေကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးစင်ကာပူနိုင်ငံဖိလစ်ပိုင်နိုင်ငံကဓာတ်ပုံဆရာတွေလည်းပူးပေါင်းပါဝင်ရိုက်ကူးခဲ့ပါတယ်အဲ့ဒီတပ်ပုံရက်ပွဲကိုလာရောက်တပ်ပုံရက်တဲ့တပ်ပုံဆရာတွေစီကနေရမုံငွေအဖြစ်လူငွေကောက်ခံခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကဆိုရင်လည်းကျွန်တော်တို့ရေဘေးအတွက် အဲဒီလိုမျိုး activity တစ်ခုလုပ်ခဲ့ပါတယ်ဒီနှစ်ကတော့အာဒီကလေးလေးနှစ်ယောက်ကလက်ရှိဖြစ်နေတာရယ်ကြုံကြိုင်းနေတာရယ်တုံလို့ကြုံလာတဲ့အခါကျကျွန်တော်တို့လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာတငယ်ချင်းတွေစုပြီးတော့ဟာပြီးတော့ဒီ dress ကလည်း sponsor ပေးတယ် model တွေ HMU တွေကလည်းအကောင်တကားကူညီတယ်နောက်ပြီးဒီမှာရောက်နေတဲ့တငယ်ချင်းမြန်မာတပ်ပုံဆရာတွေလည်းတူစည်းနဲ့စူးစိဖြစ်သွားအောင်လို့လုပ်ဖြစ်လာပါဒီတပ်ပုံရဲဘွဲကိုမြန်မာ model ခုနှစ်ဦး make up ပညာရှင်တွေနဲ့အဝတ်အစားတွေအတွက်အထည်ဆိုင်တွေကအခမဲ့အကူအညီပေးခဲ့တာဖြစ်ပြီး စူပေါင်းထက်ဝင်ငွေစင်ကာပူဒေါ်လာ3129ဒေါ်လာရရှိခဲ့ပြီးကလေးရီယံမိခင်မတ်ဤသူစာခိုင်ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာတမရကာခွဲဦးစီးချုပ်ဗိုလ်ချုပ်မှုကြည့်မရောက်နိုင်နဲ့တရုတ်ပြည်သူတမရနိုင်ငံဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌနဲ့နှစ်ဖက်တမရရရှိကြီးတွေဟာဒီကနေ့မနက်ပိုင်းကနေပြီးတော့မှရှိတဲ့တမ်းမြင့်လေးကြီးအကြောင်းနဲ့အထူးတပ်ဖွဲ့လေးကြီးအကြောင်းတွေကိုတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။အဲ့နောက်တရုတ်စစ်ကော်မရှင်ဖွဲ့ဟာ တက်မတော်တမ်းမြင့်လေးကျင်းအကြောင်းအကြီးကိုအမတ်ရလက်ဆောင်တွေပေးအပ်ခဲ့ပါတယ်။အထူးတက်ဖွဲ့လေးကျင်းရေးကွင်းကို2016ခုနှစ်ဧပြီလ10ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာပါ။အဲ့ဒီလေးကျင်းရေးကွင်းမှာတူးချင်းလက်နက်ငယ်ပစ်ကွင်းစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလေဒီစင်းမုံအကြံဖတ်နေနေစားတဲ့ဘာသာရက်တွေကိုလေးကျင့်တင်ကြားပေးရနေရလဲဖြစ်ပါရဲ့ရှင်။ပြည်ပကိုတွားရောက်အလုပ်လုပ်ကြင်ကြမယ်အင်ဂျင်နီယာចောင်းသူចောင်းသားတွေအနေနဲ့လုပ်ငန်းခွင်သုံးဘာသာစကားဆိုင်ရာအခက်အခဲတွေရှိနေလို့ အဂရက်ဒီအင်္ဂလိပ်လန်ဂွေ့ဂျ်စာနာကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ MCN သတင်းနောက်ကေသွဲကသတင်းပေးပို့ထားပါရဲ့ရှင်။ပြည်ပနိုင်ငံတွေကိုတွားရောက်အလုပ်လုပ်ကြင်ကြမဲ့အင်ဂျင်နီယာအကြောင်းသူအကြောင်းသားတွေအနေနဲ့ မိမိတို့တွားရောက်မဲ့နိုင်ငံရဲ့ဘာသာစကားတွေကိုကျွမ်းကျင်မှုရှိပေမဲ့လုပ်ငန်းခွင်သုံးဘာသာစကားအသုံးပြုမှုမှာအခက်အခဲတချို့ရှိနေသေးတယ်လို့ AELC သင်တန်းကျောင်းရဲ့ဆရာဦးအောင်ကိုကိုဦးကပြောပါရယ်လက်ရှိကျောင်းသူကျောင်းသားတွေဟာမိမိတို့ဘာသာရဲ့ဆိုင်ရာကျွမ်းကျင်မှုတွေမှာအားနည်းနေတာကြောင့်လုပ်ငန်းခွင်ဝင်မှုအင်တာဗျူးတွေမှာအခက်အခဲတွေဖြစ်ပေါ်နေတဲ့အပေါ်ဦးအောင်ကိုကိုဦးကအခုလိုပြောဆိုခဲ့တာပါဘာသာစကားနဲ့သူ့ရဲ့သက်ဆိုင်ရာ subject နဲ့မချိတ်ဆက်မှုပေါ့ဥပမာဆိုပါ engineering ဆိုရင်သူက engineer ပညာရပ်ကိုတော့ကျွမ်းကျင်တယ်သူ့ရဲ့ attempts တွေတည်တယ်သူ့ရဲ့ usage ရှိ တည်တယ်ဒါပေမဲ့အဲ့ဒါကိုသူက spoken မှာဒီ english လို့ပြောရခါကြရင်စကားပြောရဲမှာသူ့ရဲ့ terms တွေသူ့ရဲ့အကြောင်းအရာတွေကပါမလာတော့ဟိုတွားပြီးတော့မချိတ်မိဘူးပေါ့တက်တက်စီဖြစ်နေတာပေါ့ language ကတက်တက်အဲသူ့ရဲ့ professional subject ကတက်တက်ဖြစ်နေတာပေါ့အဲ့လိုမျိုးဆိုတဲ့အခါကျတော့ interview တွေဘာတွေဖြေတဲ့အခါမှာလုပ်ငန်းခွင်မှာတကယ်တကယ်သူ့ရဲ့လုပ်ငန်းအကြောင်းအရာကိုပြောပြရမယ့်အချိန်လည်းရောက်တဲ့အခါကျတော့သူကအဲ့လိုမျိုးအချိန်ဆက်မမီဘူးဖြစ်နေတာပေါ့ AELC သင်တန်းကျောင်းအနေနဲ့အင်္ဂလိပ်စာဘာသာစကားကို Force K အပြင်သင်တန်းသားတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး English for HR, English for Marketing စတဲ့လုပ်ငန်းခွင်သုံးဘာသာရပ်ဆိုင်ရာသင်တန်းတွေကိုလည်းတင် जा ပို့ချပေးနေတာဖြစ်ပါတယ်။အဲ့ဒီထဲကမှ Engineer ဘာသာစကားဆိုင်ရာသင်တန်းကို ဘာသာရပ်တွေလိုက်သင်တန်းကာလကိုတစ်လမှတစ်လခွဲအထိသတ်မှတ်ထားတာလည်းဖြစ်ပါတယ် HR လို့ marketing လို့ကိစ္စတွေကျွန်တော်ကျွန်တော်က company package တွေနည်းနည်းတော့ခေါင်းတောင်းပန်နဲ့စုဖွဲ့နေပေါ့နော်အနည်းဆုံးကျွန်တော်10ယောက်လောက်ရှိလို့ရှိရင်တော့အချိန်ကြီးပြီးတော့ကျွန်တော်ပြန်စာဖေးတယ်ပေါ့နော်အဲတင်းနန်းကာလာကတော့သူကဒီအချိန်အပြည့်ရတယ်ပေါ့တပတ်ကို9ရက်လောက်အထိရတယ်ဆိုလို့ရှိရင်ကျွန်တော်ကတစ်လခွဲလောက်ပဲကြာတယ်3ရက်လောက်ပဲရတယ်ဆိုတော့1လလောက်ကြာတယ်အဲ့အတွက်ကိုတော့တင်းနန်းကြီးကျွန်တော်က9000တက်မှတ်ပါတယ်စာအုပ်စာရန်ဘောပင်ပလာစာအုပ်အကုန်လုံးပါပြီပေါ့နော် AESC သင်တန်းကျောင်းကိုပြီးခဲ့တဲ့2023ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးလက်ရှိမှာရန်ကုန်မန္တလေးနဲ့ဗိုလ်ကလေးမြို့အပါအဝင်သင်တန်းကျောင်းဝယ်ပေါင်း5ကျောင်းဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်ရှင်။ကိုခံပညာပေါင်းဆောင်ပါဝင်တဲ့ One Championship ရဲ့ State of Warriors ပြိုင်ပွဲကိုလာမယ့်အော်တိုဝါလာ9ရက်နေ့မှာရန်ကုန်မြို့သူဝနမိုးလုံလေးလုံအားစားခမ်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ MCN သတင်းနောက်ထပ်အောင်ကသတင်းပေးပို့ထားပါရှင်။ မြန်မာသဘက်ကြီးမွေလို့တင်စားခေါ်ကြတယ်အမေရိကန်နိုင်ငံသားမြန်မာလူမျိုးအောင်လာအန်ဆိုင်ဟာပိုလန်နိုင်ငံသားမိုက်ကယ်ပက်စတာနက်တို့ရှင်ပိုင်ထိုးတက်မဲ့ဝမ်ချမ်ပီယံရှစ်ရဲ့ State of Warrior ပြိုင်ပွဲနဲ့ပတ်သက်ပြီးစာနယ်ဇင်းရှင်းလင်းပွဲကိုရန်ကုန်မြို့ကံတော်ကြီးပဲလီဟိုတယ်မှာစက်တင်ဘာလ6ရက်နေ့ကပြုလုပ်ခဲ့ပါတယ်ပွဲကကျွန်တော်မိနစ်သေးကကျွန်တော်တို့ဒီပွဲကမိနစ်လောက်လုပ်ဖြစ်ပါတယ်ကျွန်တော်တို့ AGD ဘန်အနေနဲ့ပဲဒီကလုတ်ဖြစ်တာကတော့ဒီအားကစားအခုဟာ international မှာတော်တော်လေးခက်စားတဲ့အားကစားဖြစ်တယ်ပြီးပြီးတော့ဒီကလူငယ်တွေလည်းတော်တော်များများစိတ်ဝင်စားကြတယ် ောင်လအန်ဆန်နဲ့ရှင်ပြန်ထိုးတက်မဲ့ပိုလန်နိုင်ငံသားမိုက်ကယ်ဘတ်စတာနဲ့ဟာအရက်6ပေ9လက်မှရှိပြီးဒီပွဲမှာသူ့ရဲ့နံပါတ်1အရေးချင်းနဲ့ထိုက်တန်ကြောင်းကိုလည်းချပြသွားမယ်လို့ပြောခဲ့ပါတယ်။အောင်လအန်ဆန်ဟာဒီစာနယ်သင်းရှင်းတဲ့ပွဲအပြီးမှာအမေရိကန်ပြည်တော်စုမှလေ့ကျင့်ရေးတွေပြန်လည်ပြုလုပ်မှာဖြစ်ပြီးအော်တိုဘာလပထမပတ်မှာမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ကျွန်တော်အားရတာဘယ်လိုအားရလဲဆိုတော့ကျွန်တော်ကျွန်တော်ရမြန်မာပြည်ကလူရအားပေးလို့ကျွန်တော်အဲ့လိုမျိုးအားရတာအဲ့ဒီအတွက်ကြောင့်ကျွန်တော်ရ အခုလည်းအဲ့လိုမျိုးအားပေးရတဲ့ကျွန်တော်အအရန်စူးစမ်းမနော်ဟုတ်ကဲ့ပြန်စူးစမ်းမနော်ဒီပြိုင်ပွဲရဲ့လက်မှတ်တွေကိုအ ਨੇ ဆုံးကြက်2000ကနေအမြင့်ဆုံးကြက်2သိန်းအထိသတ်မှတ်ထားပြီးလက်မှတ်တွေကို My Asia Ticket Website မှာဝယ်ယူရမှာဖြစ်တယ်လို့အသေးသေးအချက်အလက်တွေကို www.1fc.com မှာလေ့လာဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ American ပြည်အောင်စု Los Angeles မြို့မှာ ခီးသက်တင်ရထားတဲ့စဉ် truck ကားငယ်တစ်စင်းနဲ့တိုက်မိခဲ့ပြီးလူ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စက်တင်ဘာလ6ရက်နေ့မနက်7:00နာရီဝန်းကျင်က ကားလမ်းကိုကန့်လန့်ဖြတ်ထားရထားလမ်းကိုဖြတ်ကူးနေစဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ရထားပေါ်မှာခီးသက်200နီးပါးတင်ဆောင်လာခဲ့တာပါ။ truck ကားကိုမောင်းတဲ့ driver ကတော့ထိခိုက်ဒဏ်ရာများရှိခဲ့ပါဘူး။အဲ့ဒီရင်မတော်တဆမှုကြောင့်ကား၅စီးနဲ့ရထားမှာအနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီးရထားလမ်းကိုဆက်လက်အသုံးပြုနိုင်မည်ဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါရဲ့ရှင်။ MCN သတင်းဌာနကနေညနေ6:00နာရီထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစစ်တင်ဆက်ပေးသွားကြတာဖြစ်ပါတယ်။နောက်နေ့မှာဆိုရင်လည်းထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ထုတ်လွှင့်ပြီးသားနေ့စဉ်ရုပ်သံအစီအစဉ်တွေကိုတော့ www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှာဆိုရင်တော့ MCNTV News အမည်နဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ထူးပဲကျေးဇူးတင်ရှိပါတယ်။ကျမယူဝေမှာပါ။